ရှုခရစ်တော်သည်ကျွန်တော်တို့ကိုအပြစ်၌ရှိစေပြီးတပတ်သက်မြတ်တာနဲ့ချစ်တော်ဖရားဖြစ်တယ်။ဟာလေလုယာ။သင်သူကိုမချစ်ခင်ကသူကသင်ကိုချစ်တာဖြစ်တယ်။သင်သူကိုမသိခင်ကသင်ကိုသူစိတ်ဝင်စားတာဖြစ်တယ်။သင်သူကိုမကူးကွယ်ခင်ကသူ့ရဲ့မြတ်တာနဲ့သင်ကိုလွှမ်းခြုံထားတာဖြစ်တယ်။ထို့ဖရားရဲ့မြတ်တာတော်သည်လွန်စွာကြီးမားတာဖြစ်တယ်။လူရဲ့ချစ်ခြင်းကအမြဲတမ်းအကန့်အသတ်ရှိတာဖြစ်တယ်။ဒါပေမဲ့ထို့သခင်သည်ကျွန်တော်တို့ကို ထာဝရမြစ်တာနဲ့ချက်တာဖြစ်တယ်။ဟာလေလုယ ကန့်သတ်မရှိတော့သူ့ရဲ့မေတ္တာတွေမှာကျွန်တော်တို့ကိုကျင်လည်စေချင်တာဖြစ်တယ်။အကန့်သတ်မရှိတဲ့သူ့ရဲ့မေတ္တာတွေမှာကျွန်တော်တို့ကိုပျော်ရွှင်စေချင်တာဖြစ်တယ်။အကန့်သတ်မရှိတော့သူ့ရဲ့မေတ္တာတွေမှာကျွန်တော်တို့ကိုလုံခြုံစေချင်တာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဒီကောင်းကင်ဘုံစည်းစိမ်ကိုစွန့်လျက်လူစာတိကိုခံပြီးဆင်းရဲခြင်းတွေမှာကျင်လည်လျက်အပြစ်သားအလုံးအတွက် လောင်ဝါးကားတဲ့ပုံမှာအသွေးသွန်းအသက်စွန့်လျက်အရောက်စီတိုက်အတွက်ခါဝရတက်ကိုပေးလျက်ကျွန်တော်တို့ကိုကယ်တင်သွားတာဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့ဖြစ်ပါတယ်။အာမင်